ပေးသမားလုံးမင်းမင်္ဂလာပါခင်ဗျစပိုးအေဒူစီကနေပြန်လည်ကြိုဆိုလာရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့တင်ကတော့အာဆင်နယ်နဲ့ချက်စီတို့ဘွဲပါဝင်ဘွဲစဉ်29အတွက်ဘောလ်မာဆိုင်ရဲ့အခမ်းအနှံများပဲဖြစ်ပါတယ်တကယ်ပဲအခုကနေပရီးမီးယားလိရာသီပြီးဆုံးမှု10ဘွဲပဲလိုတော့တယ်အခုဆိုရင်အားကများပြားတဲ့ဘွဲရည်အတွက်မဟုတ်တော့ပါဘူးထိတ်ဆုံးလေးနေရာအတွက် drive ဘွဲဝင်နေတဲ့အတင်းတွေအတွက်နည်းနည်းလေးပဲအမားခံလို့ရတော့မယ်ပြီးကြတဲ့ဘက်မှာ Man City က Forest နဲ့ဘွဲမှာခြေကျော်ခဲ့တာကျွန်တော်တို့မြင်ခဲ့ရပြီးဘောမောက်ကလည်းစပါးနဲ့ဘွဲမှာအနိုင်ရရမှာကိုရမှတ်တွေရောက်ကြခဲ့တယ် ဂျက်စီတဲ့နမတ်သားနဲ့ဖော်ရက်ကအစဉ်၃နေရာမှာယက်တည်နေတယ်။ဒါပေမဲ့လည်းအစဉ်၉နေရာကဘောမောက်ကဒရွန်နဲ့ခုနမှတ်ပဲကွာတယ်။အဲ့တော့ဖော်ရက်ဆဲနောက်မှာထိတ်ဆုံး၄နေရာအတွက်အသင်းတွေဘယ်လောက်ထိအများကြီးတန်းစီနေကြလဲဆိုတာခင်ဗျားတွေးကြည့်လို့ရပါတယ်။ဒီအသင်းတွေအတွက်ဥရောပဝင်ခွင့်ရဖို့တိုက်ပွဲဝင်စရာတွေရှိနေပါသေးတယ်။အဲ့တော့တခြားဟာတွေမပြောတော့ဘဲကျွန်တော်ရဲ့ပွဲစဉ်၂၉အတွက်ခံမှန်းချက်တွေကိုကြည့်လိုက်ရအောင်။ Everton vs Watford Everton ကဒေးဗစ်မိုရက်စ်လက်အောက်မှာမယုံနိုင်စရာကောင်းမွန်နေပြီး မန်ယူနိုက်တက်နဲ့တည်ကြားခဲ့တာတော့မှပဲနောက်ဆုံးမှတော့သူတို့ကိုတကယ့်ဘောလုံးကစားဖို့မျိုးကစားနိုင်အောင်လုပ်ပေးနိုင်ခဲ့ပါပြီသူတို့တွေကအဲ့ဒီပွဲအချို့အပိုင်းတွေမှာပုံကောင်းတဲ့အသင်းဖြစ်နေခဲ့ပြီအဗာတန်ကအချိန်မောဖြစ်ပြီးနိုင်ပွဲတွေရယူနိုင်မဲ့ပုံမပေါ်ဝင်တာနေမယ်တကယ်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုပြသခဲ့တယ်ဝါဆန်ကအဝေးဘက်မှာပုံကောင်းတဲ့အသင်းလို့ယုံကြည်ပါတယ်သူတို့တွေကအင်ကွင်းပရိသတ်တွေစီကဖိအားပေးတာမခံရတဲ့အချိန်မှာကောင်းကောင်းလုပ်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒါကိုစနေနေ့ကွာတီစင်ဘာမှာမြင်ရမယ်တော့မထင်ဘူးအဗာတန်ကကလင်းရှိနဲ့သုံးမဲ့ပြရယူသွားနိုင်မယ်လို့ထောက်ခံပါတယ် ထူးစင်းတဲ့ Everton ကအနိုင်ရသွားမှာပါ။ Southampton vs Wolf ဘူကဘာပဲဖြစ်ဖြစ်ဒန်းစစ်ဆောင်ပေါ်မှာပဲရှိနေမှာပါ။ဟုတ်တယ်မလား။ Leicester နဲ့ Inter ကဘယ်လိုပဲဖြစ်ဖြစ်နိုင်ပွဲမရနိုင်ပါဘူး။ Wolf သာဒီပွဲမှာ Southampton ကိုနိုင်ယူနိုင်ခဲ့ရင်ကျွန်တော်တို့တို့နောက်ရသည် Premier League မှာဆက်ရှိနေမယ်ဆိုတာယုံကြည်လိုက်မှာပါ။ဒီပွဲမှာသာရမယ့်၃မှတ်မရခဲ့ရင်တော့ Lamela Inter နဲ့ပွဲကတန်းစင်ရဖို့အတွက်ဓာတ်ရိုက်ရှုံးထွက်ပွဲဖြစ်လာမှာပါ။စာဒန်ကတရားစီလုံးဆိုရခဲ့ပေမဲ့ဒီဘက်မှာဝူကနိုင်မယ်လို့မျက်စိစုံမိတ်မထောက်ခံကြပါဘူး။ ။ဘာလို့အဲ့လိုပြောမလဲဆိုရင် Wolf ကကောညာမပါဘဲကစားရမှာမလို့ပါ။သူကသူတို့အတွက်နိုင်ပွဲရဖို့အတိအကအရေးပါတဲ့ကစားသမားဖြစ်ပြီးသူမပါဘဲတိုက်စစ်မှာဘလို့အချိုးတက်ရောက်မှုရှိအောင်လုပ်မလဲဆိုတာတော့မသိပါဘူး။ကျွန်တော်ဘုမနိုင်မဲ့ဘက်ကိုပဲရွေးရမှာဖြစ်ပေမဲ့သောတတန်ကတရေတမတ်ရသွားမယ်ဆိုရင်လည်းတော့မအံ့အောင်တော့ပါဘူး။ Wolf ကတကောကိုမရှိနဲ့အနံ့ရသွားပါလိမ့်မယ်။ Ace Pass Nottingham Forest နောက်ဆုံး Man City နဲ့ပွဲကရလက်က Forest အတွက်အရန်ကောင်းတဲ့ရလက်ပါ ကျွန်တော်ကိုအထင်ကြီးစရာအကောင်းဆုံးဖြစ်စေတဲ့အရာကမိနစ်30ပဲကျွန်တော်ချိန်မှဖွင့်ကစားပြီးတို့ကအနိုင်ရမယ့်အတင်းလိုမျိုးကစားခဲ့တာပါ Forest Star စနေနေ့မှာ Insight ကိုအနိုင်မရခဲ့ရင် Man City နဲ့ပွဲမှာအနိုင်ရခဲ့တာကဘာမှအထိပ္ပယ်မရှိဘူးဖြစ်သွားမှာပါတို့တွေနောက်ထပ်၃မှတ်ရယူရမှာဖြစ်ပြီးအဆင့်၃နေရာကိုခိုင်မအောင်လုပ်ရမှာပါ Forest ကအနိုင်ရနိုင်လားဆိုရင်တော့ဒီဘက်မှာ Insight ကအန်အားတင်အောင်လုပ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ဒီပွဲတို့အနိုင်ရဖို့လိုလိုပါအဲ့ဒါက Forest အကြိုက်ဖြစ်လာမှာဖြစ်ပြီး Ether River ကအနိုင်ရမယ်လို့ထောက်ခံပါတယ် ဆယ်ပွဲပဲကျန်တော့တဲ့အချိန်မှာ forest နိုင်ပွဲရရင်ထဲဆုံးလေးနေရာထဲမှာရက်တည်နိုင်ဖို့ဂျိန်းတေပေါက်နေပါဖြစ်သွားစီမှာပါဒီအစီမှာ forest ကအစင်လေးထက်နိုင်တဲ့နေရာနဲ့အဆုံးသတ်မှာမဟုတ်ဘူးလို့ယုံကြည်ပါတယ် forest ကအသုံးကိုပြအနိုင်ရသွားပါလိမ့်မယ် mercedes versus brighton ထဲဆုံးလေးနေရာအတွက်ကြီးမားတဲ့ပွဲပါပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုဒီလိုပွဲမျိုးခင်ဗျာ mercedes ကဘယ်နဲ့ကိုတွဲမလဲပဲတွေးခင်မှာပါဒါပေမဲ့အခုတော့ဒီပွဲကခံမင်းရခဲ့တဲ့ပွဲတစ်ပွဲဆိုတာအားလုံးလည်းသိပါတယ်အစ်တရကိုသွားကစားရမယ်ဧည့်သည်အသင်းနေနဲ့အစွမ်းပြဖို့လိုတယ် ရိုက်တန်သာအရင်လိုလုံနိုင်ခဲ့မယ်ဆိုရင်ရလက်တစ်ခုမရဘဲကွင်းထဲကထွက်လာရစရာအကြောင်းတော့မရှိပါဘူး။ဘရိုက်တန်ကလုံနိုင်ပါမလားဆိုရင်မန်စီးတီးကကောင်းကောင်းမကစားနိုင်ခဲ့ရင်တော့မှအီတီယက်ကနိုင်ပွဲသွားရယူဖို့ခက်ခဲတဲ့နေရာဖြစ်နေဦးမှာပါဒီဘက်မှာတော့မန်စီးတီးဘက်ကကျွန်တော်ရှေ့နေမှာဖြစ်ပြီးဘရိုက်တန်ကအနိုင်ရခဲ့ရင်သူတို့အထက်ရောက်သွားမှာဖြစ်လို့ဂေါင်းသိက်ကပိုင်းရမန်စီးတီးက2-1နဲ့အနိုင်ရသွားမယ်လို့ထင်ပါတယ်ဘောမဘတ်ဆက်ဘရန်ဖို့ ဘရန်ဖို့ကပေးခဲ့တဲ့အပတ်တွေမှာအဝေးခွင့်ရလာကောင်းနေပိုင်းဆိုင်ခဲ့ပြီးသူတို့တွေဘယ်လိုလုံနိုင်ခဲ့တာလဲဆိုရင်ရှင်းပါလိမ့်သူတို့တွေအိမ်ခွင့်မှာအရန်ကောင်းတဲ့ရလဒ်တွေအိမ်မက်ခဲ့တဲ့အချိန်တုန်းကအားနေတဲ့အချိန်တွေနဲ့ရင်ဆိုင်ခဲ့ရပါလိမ့်အခုတော့သူတို့တွေကခြေစွမ်းကအဝေးခွင့်မှာအားနေနေတဲ့အချိန်နဲ့ရင်ဆိုင်နေရတယ်ဘရန်ဖို့ကကောင်းကောင်းကစားနိုင်နေပြီမြင်ဒီဘက်မှာဘုံမောင်းနိုင်ပွဲကလွဲပြီးတော့မမြင်ပါဘူးဒါကြောင့် City နဲ့ Brighton ပွဲကထိပ်ဆုံးလေးနေရာတွေအရေးပါလာမှာပါဘောမောက်တာဒီဘွဲအနာရခဲ့ရင် Man City နဲ့ Brighton တို့ဘွဲမှာဘယ်သူပဲရှုံရှုံ Champions League အိမ်မက်အတွက်ပြဿနာကြီးဖြစ်လာမှာပါဘောမောက်ကစပါးနဲ့ဘွဲမှာ နဂိုးသားနဲ့ဦးဆောင်ပြီးမှတရေပွဲဖြစ်ခဲ့ရတာကတော်တော်လေးထူးဆန်းပါတယ်။သူတို့တွေကရုံးကန်ရတဲ့စပားနဲ့ပွဲမှာလွှမ်းမိုးထားနိုင်ခဲ့ပြီးဒီပွဲမှာတော့သူတို့နိုင်ပွဲနဲ့ပြန်လာနိုင်မယ်လို့ထင်ပါတယ်။ဘုံမောက်ကဒူးစီနဲ့အနံရောက်သွားပါလိမ့်မယ်။အာဆနယ်ဗက်ဆက်ချက်စီအာဒီတာကမန်ယူနိုက်တက်ရဲ့ပွဲမှာစတာလင်ကိုလူစားဝင်ကစားခွင့်မပေးဖို့ဆုံးဖြတ်ခဲ့တဲ့အချိန်တုန်းကအဲဒါကမန်ကန်နဲ့ဆုံးဖြတ်ချက်လို့မထင်ခဲ့ဘူး။အဲဒီပွဲကိုသူတို့အနံရောက်ခဲ့ရမှာဖြစ်ပြီး PSV နဲ့ပွဲမှာခြေစွမ်းပြခဲ့တဲ့စတာလင်ကိုကစားခွင့်မပေးခဲ့တာမယုံနိုင်ဘူး။ အမှန်တော့သူကအာဆင်နယ်ရဲ့ဒုတိယအချုပ်ပွဲမှာအကောင်းဆုံးကစားသမားတွေကတဦးဖြစ်ခဲ့တယ်လို့တွေးမိခဲ့ပါတယ်။ချယ်ဆီတောင်းကဘာပြောရမလဲတော့မသိဘူး။သူတို့တွေကပြီးခဲ့တဲ့ပတ်လက်စတာနဲ့ပွဲမှာအဆုံးသတ်ဖို့ကိုပြင်းရည်နေကြတယ်။သူတို့ကစားနေတဲ့ပုံလဲဆိုရင်တော့အာဆင်နယ်ကိုဒီပွဲမှာဘလို့အနိုင်ယူနိုင်မှာလဲ။ချယ်ဆီကနီကိုလက်ဂျက်စင်တိုက်ဆက်မှာမပါဘဲချိန်ချောင်းနိုင်စွမ်းကိမဲ့နေပြီးအမြဲတမ်းပြောခဲ့သလိုပဲအန်ကူကူကဂျောနမတ်30ကစားသမားပုံစံမျိုးပိုပေါက်တာကြောင့်သူ့ကိုဂျောနမတ်ကိုတာဝန်တွေအတွက်အားထားလို့ရမှာမဟုတ်ပါဘူး။အာဆင်နယ်ကဒီပွဲကိုအနိုင်ရဖို့လိုတယ်။ ်ချယ်ဆီကိုရှုံးရင်ထိတ်ဆုံး၄နေရာပြိုင်ပွဲမှာပါနောက်ရောက်သွားနိုင်တယ်။သူတို့ကလီဗာပူးနဲ့15မှတ်အကွာအဆင့်9နေရာကမန်စီးတီးထက်ရှင်းမှတ်ပေးအသားရနေတာပါ။နောက်ထပ်ရှုံးပွဲကသူတို့အတွက်ထိတ်ဆုံး၄နေရာထဲမှာပြီးဆုံးမှုစားပြီးစိုးရင်ကြာဖြစ်လာမှာဖြစ်ပြီးဒီလိုပြောနေရတာကတော့မယုံနိုင်ပါဘူး။ချယ်ဆီကဂိုးပါမှာခြေစွမ်းပြနေရင်ပိုကောင်းတဲ့အသင်းဖြစ်ပေမယ့်ဒီကုန်းနဲ့ချယ်ဆီမပါရင်ရုန်းကန်ရမယ်ထင်ပါတယ်။ပါမာနေနဲ့ဒီပွဲမှာနေရာလွတ်တွေပိုတွေ့နိုင်မှုမျှော်လင့်ပြီး Starling ကမိခင်ကလပ်နဲ့ပွဲမှာပါလို့မရတာကြောင့် Chelsea က Arsenal ကိုဒုက္ခပေးနိုင်မယ်မထင်ပါဘူး။ မရီနိုကတိုက်စစ်မှာဆက်ပြီးပွဲထွက်လာမယ်ထင်ပြီးဂွေးလက်ကစားသမားတယောက်အထောင်တိုက်စစ်နေရာမှာကစားတာသဘောမကျပေမဲ့အခုအာဆင်နယ်လုံးနိုင်တာပါရှိသေးလို့လေအာဆင်နယ်က2-0နဲ့အနိုင်ရသွားပါလိမ့်မယ်ဖူလန်ဗတ်ဆက်စပါစပါကအဲခမားနဲ့ဒုတိယကြော့ပွဲမှာ3ဂိုး2ဂိုးနဲ့ပြန်လာနိုင်ခဲ့ပြီးလက်ကြော်ပေါင်း3ဂိုး2ဂိုးနဲ့အနိုင်ရခဲ့ပေမဲ့လက်ကြံပရီးမီးယားလိပွဲအားလုံးကိုအနိုင်ရစရာမရှိပါဘူးဘောဘောနဲ့ပွဲမှာကံကောင်းလို့တမန်ရခဲ့တဲ့စပါအတွက်ကျွန်တော်စိုးရိမ်မိပြီးသူတို့အဲ့ဒီပွဲမှာတော်တော်လေးအလိုလဲဖြစ်ခဲ့တာပါဖူလန်ကတတောင်တတောင်နိုင်ပွဲရသွားမယ်လို့ကျွန်တော်ထောက်ခံပြီး ရာသီစတုန်းကတို့ကိုဥရောပဝင်ခွင့်တင်ရအတွက်ကျွန်တော်တို့လုံးဝမတင်ခဲ့တာကယူကျင်စရာပါပဲ။အခုတော့တို့တွေဒီပွဲကဒုံးမတ်ယူပြီးဥရောပဝင်ခွင့်တင်ရကိုရယူသွားနိုင်မယ်လို့ထင်ပါတယ်။ဖူလန်ကငကုတ်ကိုမရှိနဲ့အနိုင်ရမှာပါ။လက်စတာဖက်ဆက်မန်ယူနိုက်တက်အာဆင်နယ်နဲ့တေးကြောင်းခဲ့တဲ့ပွဲမှာမန်ယူနိုက်တက်ကစားလာကိုကြည့်ရတာပျော်စရာမဟုတ်ဘူးလို့ထင်တယ်။တို့တွေနောက်တန်းထိစင်းပြီးဒီပွဲလုံးဘောလုံးကိုအဝေးကန်ထုတ်နေခဲ့ရတာပါ။တမန်တိုင်းစီမှာတို့ကမတူညီတဲ့အတင်းဖြစ်ခဲ့တယ်ဆိုပေမဲ့လေကျွန်တော်သာမန်ယူဖန်ဆိုအပတ်တိုင်းဒီလိုမျိုးမြင်ကြမှာမဟုတ်ပါဘူး။ မန်ယူနိုက်တက်အဘတ်တိုင်းနိုင်ပွဲရတာမြင်ရဖို့ခက်ပေမဲ့လက်စတာကအရန်ဆိုးရွားနေတာကြောင့်ဒီပွဲမှာမြေခွေးတွေဘာမှရမယ်မထင်ပါဘူး။စပါလိုပဲမန်ယူနိုက်တက်ကယူရိုပါလိပြိုင်ပွဲကိုအာရုံစိုက်ရမှာမလို့လက်စတာနဲ့ပွဲမှာအကယ်ဒမီကစားသမားအချုပ်ကိုစမ်းသုံးသွားနိုင်ပါလေ။မန်ယူနိုက်တက်ကတူးစီနဲ့အဝေးကွင်းနိုင်ပွဲရသွားပါလိမ့်မယ်။အခုလိုမျိုးတရင်တရင်တို့တင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Sport ADC YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးတာကြပါအောင်ခင်ဗျာ။ဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးတူပဲတင်ရှိပါရစေခင်ဗျာ။